ဟောအဲ့ဒါကတော့ဆရာတွေရဲ့ဒီတင်ကြားမှုပေါ့နော်ဆရာတွေကအဓိကတရုပ်ဆောင်ခေါင်းတယောက်ဖြစ်ဖို့တင်ကြားပေးတဲ့အတွက်ဒီကိုယ့်ရဲ့ကြာရဇက်ကောင်နေရာမှာပေါ့နော်ဘန်ပဲဖြစ်ဖြစ်ဒီ or romance ပဲဖြစ်ဖြစ်ဘလို့ဇက်ကောင်မျိုးပဲလာလာပေါ့နော်အဓိကကိုယ့်ဒီကြာရဇက်ကောင်မှာတဘာဝပြပြင်းတရုပ်ဆောင်ဖို့တော့ဆရာတွေအဓိကတင်ကြားပေးတဲ့အတွက်တရုပ်ဆောင်ခေါင်းတယောက်ဖြစ်ရမယ်ဆိုရဲစိတ်တက်ကတော့ပြီးပါရှိပါလေဟောအ ခန်းစင်းရဲ့နာမည်ပြည့်စုံအောင်ခန်းစင်းအောင်ပါရှင်။အာခန်းစင်းဒီတရုတ်ဆောင်တင်တဲ့ကိုတက်ဖြစ်တယ်ဆိုတာဒီခန်းစင်း mix ပေါ့နော် mix ပြိုင်နေရင်းနဲ့ခန်းစင်းဒီတင်တန်းခေါ်တော့တွေ့ဒီဒီရရှိစီအောင်ကလည်းမှန်တိုင်းပြောရင်တကယ်ကိုကြုံထောက်ကြုံခဲအခွင့်အရေးတစ်ခုလေးပေါ့နော်။အဲနဲ့ခန်းစင်းကမမေကိုပြောတော့မမေကလည်းလုံးဝသာအခွင့်အရေးကြီးမားတယ်ပေါ့အဲကြောင့်မို့လို့ခန်းစင်းတက်ဖြစ်တာပါလို့ ။အော်အော်ခန်းစရလေးကိုကြောင်းမမှန်တက်တဲ့အထဲမှာပါတယ်။အဲ့တော့ဒီတင်တန်း3လအတွင်းမှာပေါ့ဟိုကြောင်းပြက်တာဆိုတော့တရက်ဒါမှမဟုတ်လဲအဲ့လိုမျိုးနေဝက်အဲ့လောက်ပဲရှိတယ်။အဲ့ထက်မပိုဘူးပေါ့နော်။အဲ့တော့ဟိုဆရာတွေရဲ့ဒီနီးကပ်တင်ကြတာကိုကိုတကယ်တင်ခွင့်ရတယ်ပြီးရင်အဲ့ဆရာတွေရဲ့ဒီလမ်းညွှန်တာပေါ့နော်ပြီးရင်ဒီအချိန်မှန်ရမယ်ပြီးရင် communication ကောင်းရမယ်ပြီးလို့ရှိရင်ကိုကဟာပညာကိုလိုချင်တဲ့အတွက်ကြောင့်မို့လို့ဒီပုံစံဘဝနဲ့တော့နေရမယ်ပေါ့နော်။အဲ့လိုမျိုးဆရာရဲ့တုံ့ပြန်ဆုံးမမှုကတော့ပြေဝပါပဲ။ ။ဟောအဲ့ဒါကတော့ဆရာရဲ့ဒီတင် जा မှုပေါ့နော်ဆရာရဲ့အဓိကတရုပ်ဆောင်ခေါင်းတယောက်ဖြစ်ဖို့တင် जा ပေးတဲ့အတွက်ဒီကိုယ့်ရဲ့ကြာရဇက်ကောင်နေရာမှာပေါ့နော်ဘန်ပဲဖြစ်ဖြစ်ဒီ or romance ပဲဖြစ်ဖြစ်ဘလို့ဇက်ကောင်မျိုးပဲလာလာပေါ့နော်အဓိကကိုဒီကြာရဇက်ကောင်မှာတဘာဝပြပြင်းတရုပ်ဆောင်ဖို့တော့ဆရာရဲ့အဓိကတင် जा ပေးတဲ့အတွက်တရုပ်ဆောင်ခေါင်းတယောက်ဖြစ်ရမယ်ဆိုရဲစိတ်တက်ကတော့ပြီးွားရှိပါလေ ဟောအဓိက main ဆရာကတော့၄ယောက်ပေါ့เนาะဆရာမောင်တီရဲ့ဆရာဦးဟိန်ဆိုးရဲ့ပြီးရင်ဆရာဦးထုတာရဲ့ပြီးရင်ဆရာတီဟောက်ကျော်ဆိုးရဲ့ကတော့ main ပေါ့ကျန်တဲ့အဲ့ဆရာတွေကကြတော့တပတ်ကို၂ယောက်လာပေါ့လာတယ်ပေါ့เนาะအဲ့လိုမျိုးသူတို့ကအမှန်တမ်းပြောလို့ရှိရင်ဆရာတွေအားလုံးကလေးကိုနည်းနည်းရရမဟုတ်ဘူးတကယ်ဟိုဝါရင်တွေပေါ့เนาะတကယ်အတွေ့အကြုံဆိုလဲနှစ်ပေါင်းတွေကြာရင်းနဲ့အဲ့လိုမျိုးသင်ကြားပေးတဲ့အတွက်ကြောင့်မို့လို့ရခဲ့တဲ့ပညာတွေကလည်းတကယ်ဟိုအပြည့်အဝနဲ့စုံစုံလင်လင်ရခဲ့တာပေါ့အဲ့ကြောင့်မို့လို့ဆရာတွေ တဲ့အမှတ်တရဆိုတာအားလုံးကကိုယ့်အတွက်အမှတ်တရကြီးပဲဘာလို့လဲဆိုတော့တယောက်ချင်းစီသားရာကိုယ့်အတွက်ပညာယူစရာကြီးပဲ အဲ့ဒါကြတော့ဒီရှေ့ခေတ်ကအကယ်ဒမီရခဲ့တယ်ပေါ့နော်အဲ့ဒီကအကယ်ဒမီမိမိတွေဆိုရင်အခုတောင်သူတို့ဒီနောက်ပိုင်းဆိုရင်သူတို့ဟိုပေါ့နော်ဂျာမန်ရေးချင်းတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်သူတို့ရဲ့ဒီအာပြဿနာတွေပေါ့နော်ပြဿနာတွေမဟုတ်ပါဘူးသူတို့ရဲ့ဒီအခက်ခဲတွေပေါ့အဲ့လိုမျိုးတွေအကြောင်းသူတို့ကားမရိုက်တာရှိပေမဲ့ဒီအစည်းအရုံးကနေပြီးတော့သူတို့ကိုခေါ်တဲ့အခါမှာသူတို့အဲ့လိုမျိုးလာပေးတာတကယ်ကိုကျေးဇူးတင်ရမှာပေါ့နော်အဲ့လိုမျိုးဝါရင်မိမိတွေဆိုတော့အများကြီးပါပဲမိမိချိုးပြုံးတော့ပြီးတော့မိမိတော့မိမိခိုင်တော့ပြီးတော့မိမိဟို အများကြီးပဲခံစင်မမှန်းမိတာပေါ့နော်တကယ်ကိုဝါရင့်ွေကြီးပါပဲလာတာကလေသူတို့အဲ့လိုမျိုးခံစင်တော့မှလေစဉ်းစားနေငါအဲ့လောက်အတက်ရွယ်မှာပေါ့နော်အဲ့လိုမျိုးလာနိုင်တာကိုတကယ်ကျေးဇူးတင်ရမှာပေါ့နော်အဲ့လိုပုံစံမျိုးကြတော့ကိုယ့်တက်ပညာယူဆရလည်းမကုန်းနိုင်ပါဘူး အာခိုင်းစင်းအမှန်တမ်းပြောရင်ဒီနုပညာလောကကိုပေါ့နော်အချိတ်ဆက်တော့မရှိပါဘူးဒီလားကိုတကယ်လဲဝတနာပါတယ်ပြီးရင်မေမေဖေဖေတွေကလည်းတကယ်ကိုမြေတောင်မြောက်ပေးတယ်ပေါ့နော်အဲကြောင့်မို့လို့ဒီနုပညာလောကထဲဝင်လာခဲ့တာပြီးရင်ခိုင်းစင်းကဒီမစ်ကစတာပေါ့နော်အဲ့တော့မစ်ကစတာဖြစ်တဲ့အတွက်ဒီအရာမီမစ်လိုကယ်ပွဲလေးတွေပြိုင်တယ်နောက်တော့ intercontinental ပေါ့နော်ခုတာခိုင်းစင်းဆိုရင် intercontinental မြန်မာတယောက်ဖြစ်လာပြီပေါ့နော်အဲ့တော့ဒီလာမဲ့ဟို November လဒါမှမဟုတ် December မှာတော့ ော့အဲ့လိုမျိုးသွားရမှာပေါ့နော်အဲ့အတွက်ကိုတော့ပြင်ဆင်ရမှာဒဘိုင်းပြီးရင်ဒီတရုတ်ဆောင်တင်တန်းပြီးသွားလို့ရှိရင်လည်းပဲရင်းနေမှာတော့မဟုတ်ပါဘူး။ဘာလို့ဆိုတော့ခန်းစင်သွားသည်အာနုပညာလုပ်ငန်းကိုပေါ့နော်နုပညာလောကကိုဝင်လာပြီးဆိုတော့အဆက်မပြတ်လုပ်နေမှသာရင်ကိုယ့်ရဲ့ဒီကိုပိုင်စွမ်းဆောင်ရည်တွေကလည်းတက်လာမယ်ပြုလို့ရှိရင်လည်းဟိုတဖြည်းဖြည်းနဲ့နေရာတစ်ခုကတော့ကိုယ်ကိုယ်တိုင်တည်ဆောက်ယူရမှာဆိုတော့ လုတ်ချင်တာတွေကအများကြီးပဲအဲကြောင့်မို့လို့ဟိုခက်စင်ဟိုပေါ့နော်ဒီစီပေါ်ရေးလုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လေဒီအမှုပညာအတိုင်းဝိုင်းရပေါ့နော်ဟိုခက်စင်ကိုလက်တွဲခေါ်ပေးကြပါလို့ပြုလို့ရှိရင်လေဟိုခက်စင်ကဟိုပြောရမယ်အာတခုခုဆိုရင်အားကျုံးမှန်တက်လုတ်တက်တဲ့အချင်းကတော့အများကြီးရှိတယ်ဘာလို့ဆိုတော့တခုခုဆိုရင်ကိုကနေရယူချင်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီ တကယ်လှုပ်ပြချင်တယ်ပြုရှင်ကိုတကယ်စူးစမ်းတယ်ဆိုတော့စိတ်တက်ပေါ့နော်အဲ့ဒါတွေကိုခန်းစင်နဲ့လက်တွဲလှုပ်ကြည့်ပါလို့လက်တွဲလှုပ်ကြည့်ရင်တော့တိမာပါလို့ဟိုခန်းစင်ကဘလိုပုံစံမျိုးနဲ့အမှုပညာအလုပ်ကိုချစ်လဲဆိုတာကိုသိကြမှာပါဟာအိုခန်းစင်အမှန်တမ်းပြောဒီ Miss Intercontinental Myanmar ကိုစပြိုင်တယ်ဆိုကြဲကခန်းစင်ရဲ့စိတ်ထဲမှာအဲ့တော့ရှေ့ရပေါ့နော်နည်းနည်းအာဘောနော်ပြောရင်ဆက်တွေ့စာချုပ်တွေရှေ့ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝင်ပြိုင်လိုက်တယ်အဲ့လိုဝင်ပြိုင်တဲ့အခါမှာငါက ဝင်းတော့ရချင်လို့ဝင်းကြိုင်တာမဟုတ်ဘူး။ဒါအမှန်တမ်းပြောတာပေါ့နော်။ကွာဒီအာဝင်းပြလိုက်တယ်။စာချုပ်ကပြီးသွားတယ်။အဲ့ဒါဆိုရင်ငါဒီ miss နဲ့လွတ်လပ်သွားပြီပေါ့နော်။ဒီတရုတ်ဆောင်လောကကို design မဲ့မဲ့ဝင်လို့ရတယ်ဆိုတဲ့အသွေးနဲ့ပေါ့နော်။အဲ့လိုမျိုးနဲ့ဝင်ပြိုင်လိုက်တာဒါပေမဲ့ကိုယ့်ရဲ့ကြိုးစားမှုနီရှင်နယ်ဒရိုက်တာကလည်းသဘောကျသွားတယ်ပြီးအဲ့တော့ကလည်းဒီကိုယ့်ရဲ့တခြားပေါ့နော်ပရိတ်သတ်တွေအောက်ကကြည့်နေတဲ့ပရိတ်သတ်တွေကလည်းကိုယ့်သဘောတွေ့သွားတယ်သူပါလဲအချို့လို့ အာပြောရမယ်ဆိုရင်ပုံတင်နေပါရင်လည်းမပေးရဘင်းနဲ့ကိုရလိုက်တယ်ပေါ့အဲ့လိုပုံစံမျိုးဖြစ်သွားတာဆိုတာလည်းဘာပဲဖြစ်ဖြစ်ပါဒါ Miss Intercontinental မြန်မာတယောက်ဖြစ်တဲ့အတွက်ကြောင့်ဘုဒီမြန်မာနိုင်ငံရဲ့တာဝန်ကိုကထမ်းဆောင်ရမှာအပြီးဝရှိတယ်လေအဲ့ကြောင့်မို့လို့ဒီ Miss ကိုလည်းပဲခန့်စင်ခုဒီရထားတဲ့ Crown ရဲ့ဒီတာဝန်ဝတ်တရားအရာခန့်စင်တော့ခြေပွန်အောင်တော့လှူဆောင်သွားမှာပါဟုတ်ပြီးတော့ဒီပြည်ပနိုင်ငံတွေမှာလည်းပဲကိုကတခြားလူတွေနဲ့တွားမယ်ဆိုတော့မယုံနေဘဲနဲ့ရှိနေရမှာပေါ့နော်အဲ့ဒါကြောင့်မို့လို့ ဘယ်ဘက်ဟိုမှာအာမလျှော့ပါဘူးလို့စွမ်းကုန်ကြိုးစားမှာပါဒါတော့ဘယ်လိုလုပ်ရမလဲ။အဲခိုင်းတော့ဘယ်နေရတယ်။ဒါကနေခါးတာဒီစက်နေတော့မှဖြစ်နေတယ်။နေရာယူပြီးကြတော့ရေးတယ်ဆက်ပါပဲ။ဟုတ်ပါ ခန်းစင်တို့ရဲ့ဒီရုပ်ဆောင်ဒီတရုတ်ဆောင်တင်တဲ့အစင်းတာဖြစ်တဲ့အတွက်ဒီတရုတ်ဆောင်ကနေပြီးတော့ဆရာတွေပေးထားတဲ့ဒီလေ့ကျင့်ခန်း exercise တွေကိုတရမမပြတ်မကွက်လုပ်ရမှာတော့ခန်းစင်တို့ရဲ့တာဝန်နောက်ခုအဒီ miss နဲ့ပတ်သက်ပြီးတော့ခန်းစင်ကအခုဒါဘောနော်ဟို cover တွေလေ့ကျင့်နေပြီးလို့ရှိရင်လည်းဟိုအင်ဂျီတွေနေရှင်တွေကကျော်အစား sheet တွေကိုလည်းအားလုံးမျိုးလောက်ဆောင်နေတယ်နောက်တစ်ခုကျတော့ခန်းစင်အခုဒါ project ပေါ့နော်ဒီ project ကိုကျတော့ခန်းစင်ကဒီ vocational education project ပေါ့နော်အဲ့ project ကိုအာစပြီးတော့ account ထဲပေါ်နေတာကတော့ခန်းစင်ရဲ့ဒီနေမှာရှိ တဲ့ခရေရပေါ့နော်အဲ့တော့ကတော့ကိုကတော့စိတ်ထဲမှာတော့ဒါငါလုပ်နေတာဒီ project ပါလားဆိုတော့တော့မသိဘူးငါပြောရင်ဒါကိုရဲ့ sharing လုပ်ပေးတာပဲဆိုကိုရဲ့ဒီပေါ့နော်ဟိုညီကိုမောင်နှမတွေသူတို့မသိလို့ပြောပြတယ်အဲ့လောက်ပဲထင်နေတာတကယ်ကလည်းအခုဒါ miss by တော့မှဒီ project တွေကပေါ့နော်တကယ်အသုံးဝင်နေဆိုတော့ဒီမြန်မာနိုင်ငံအတွက်လည်းဒီတောင်တနေဟာနေပါဝင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခိုင်စရာတော့ရှေ့ဆက်ပြီးတော့ဒီဘုနာမြေပြည်ရလုပ်ငန်းတွေကိုလှောက်ဆောင်တော့မှာပါလို့ဟုတ်